ဓမ္မတွေလည်းအဆန်းပဲတချို့ကဥစဉ်ကိုမာနာကြီးတယ်တဲ့ဥစဉ်ကသူတို့ပြောမှပြုံးမိတယ်ငါမာနာကြီးစရာပါရှိလဲဥစဉ်အမြင်ရပြောမယ်ဆိုလို့ရှိရင်လောကမှာမာနာကြီးတယ်ဆိုတာကပိုင်ဆိုင်မှုတော့လူထင်ကြီးလေးစားလောက်เสียပွဲတစိုက်ဒီဂရီအဆောင်အယောင်တစ်ခုခုဒါမှမဟုတ်ရင်လည်းဒါတော့မှအတိုင်းဝိုင်းပေါ့ ပည့်ဓမ္မဓမ္မအတိုင်းဝိုင်းအဲ့လိုတစ်ခုခုရှိမယ်ဆိုရင်တော့မာနာကြီးမဲ့ပုံကိုဆိုရင်ကြီးဖြစ်နိုင်တော့တယ်ပေါ့လေဒါလူတိုင်းတော့မဆိုးလို့ပါဘူးတချို့လည်းမာနာမကြီးတဲ့ပုံကိုတော့တွေ့ဥပါတယ်ဥစဉ်မှာအဲ့ဒါနဲ့လိုက်တန်းကြည့်လိုက်ရင်ဘာတွေများရှိလဲဥစဉ်စဉ်းစားကြည့်ပိုင်ဆိုင်မှုပိုင်ဆိုင်မှုကြောင့်မာနာကြီးတယ်လို့ပြောရအောင်ဘာမှမရှိပါဘူးဥစဉ်တော့မာနာကြီးလို့ဆိုရင်ကားလည်းပိုင်နာမဟုတ် ကြောင်းလည်းပိုင်းနာမဟုတ်ရုပ်စွာဆုံးများကိုကျော်အောင်ခဲ့နေတဲ့ကတဲ့တော်ကိုမပိုင်ဘူးအရာဆရာဝအကဏနာမင်းဒီနေရနေအနေလိုက်ရတာပဲနော်ဦးစင်နေတဲ့နေရာဆိုလို့ရှိရင်ဦးစင်နေတဲ့ဦးစင်ကတဲ့ရဲ့အထက်တဲ့တဲ့ဦးစင်အိုက်တဲ့နေရာကစလစ်ပြအမိုးကသူကအကြောင်းပေးနေမိုးမလုံးရေးမလုံးကမိုးမလုံးတာမရေးမလုံးတာ အဲဥစဉ်ကတိုင်းနဲ့နည်းနည်းလေးနည်းနည်းဆောင်လေးခတိန်တိန်လေးအပေါ်မှာပေါ့နော်အဲ့ပေါ်မှာရေကန်ရှိတယ်အဲ့ဒီရေကန်ကိုကလေးတွေကရေတင်တဲ့အခါရေရှမ်းလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်မိုးရွာလို့အပေါ်စလစ်ပြန်ကိုရေရောက်လာရင်ပဲဖြစ်ဖြစ်အဲ့ဒါကြလို့ဆိုရင်ဥစဉ်ကတိုင်းပေါ်တဲ့တဲ့ကိုအမိုးစလစ်ပြန်ကလည်းရေကတောက်တောက်တောက်ကတိုင်းပေါ်လာကြအဲ့ကြရင်အိုးကိုမတယောက်တည်းနော် ရှားစီသုံးပါလုံးရေရှမ်းလောက်ပဲဖြစ်ဖြစ်မိုးရွာလောက်ပဲဖြစ်ဖြစ်အမိုးစလစ်ပြန်မရရောက်ပြီဆိုတာနဲ့ဦးဇင်းတို့တချံကြတာတယောက်တည်းနော်ဒါရမတွေတော့အဲ့လောက်တချံကြရမှာကြမှာကျတော့ခဏခဏတချံကြရတယ်ပြောချင်တာကပိုင်ဆိုင်မှုဆိုတာအပိုင်းကိုနည်းနည်းပြောချင်တာပါဦးဇင်းအနေထားဦးဇင်းရဲ့ပိုင်ဆိုင်မှုဆိုတာဘာမှမမရှိဘဲနဲ့ဘလို့မာနာကြီးရမှာလဲနောက်တစ်ခု what is a degree အဆောင်ရောင်း ်သူကလိုချင်ကြီးလောက်ဆရာလေးစားလောက်ဆရာပွဲတစိုက်ဒီဂရီအဆောင်ရောက်ဘာမှမရှိပါဘူးသူကပွဲရဲ့ဆိုလို့ဆိုရင်အငယ်ကအိုးကိုရင်ပေါ့စာခြာတူးလေးတုန်းကဆရာသမားပေးလိုက်တဲ့ပွဲနော်ဦးကအကညာနာမို့အဲတုန်းကဒါပဲအဲ့ဒါဓမ္မတရားတပည့်ဆိုဦးကညာနာမင်္ဂလာရေးစင်ဦးစင်ရွာနာမယ်နဲ့တွေ့နေတာဒါဦးစင်ပွဲပဲဒါပဲညာလိုအကျော်မောဘုရားစိတ်ဒီဂရီအဆောင်ရောက်ဘာတစ်ခုမှမရှိပါဘူး <laughs> ုစင်းလို့ရှိနေတဲ့ပညာရေးအချင်းဆိုတာလည်းပဲအစိုးရပထမကြီးကြီးတန်းအောင်ထားတယ်ဒါဒါနဲ့မာနာကြီးလောက်ဆယ်ဘာမှရှိပါဘူးစိုင်းသားတိုင်းကစွာလောက်ကြမယ်ဆိုရင်အကြီးတန်းကတော့လူတိုင်းအောင်ဖြစ်ပါတယ်လူတိုင်းအောင်ဖြစ်ပါတယ်ဒါဆန်းတာမှမဟုတ်ပဲနော်ဘောရဇယ်ဒီဂရီပညာရေးဘာမှအထင်ကြီးစရာမာနာကြီးလောက်ဆယ်ဟာကိုယ့်ကိုငါကွာဆိုတတ်မှတ်ထောင်လောက်ဆယ်ဟာမရှိပါဘူးတခုလေးရှိတာတော့ငငယ်တဲ့အောင်စင်စာဖတ်တာတိတ်ရန်ဝါဒနာပါတော့စာတို့ပေးစာလေးတော်တော်များများဖတ်တယ် အဲ့ကြတော့ထိုင်လျောက်တော့အသိမြင်ဘူးသူတများတယ်ပေါ့ဒါလည်းပဲလူထင်ကြီးလောက်ဆရာလူအများအသိမှတ်ပြလောက်တဲ့အနာဘောရစေတိခေတိအဆောင်ရောက်မှမဟုတ်တာအဲ့ကြတော့ဒါလည်းဒါကိုအကြောင်းပြပြီးမမာနာပြစ်ဆရာဘာမှမရှိပါဘူးဘာရမတိုင်းဝိုင်းလို့ပြောရတော့အောင်လေအဲ့ဒါဦးဇင်နာမည်နဲ့ကြောင်းဆုံးတဲ့ချိန်လာဖို့ဒါမှမရှိဘူးနော်အိုးဦးဇင်ဘောအထုတလဲတပြည့်တော်တော့အဲဆုံးချိန်လာလို့လဲပါဖေရဆိုပြီးဆုံးတဲ့ချိန်ပြင့်ပြီးတော့ လားရှုခိုင်းတဲ့အာရကမလို့လည်းမရှိပါဘူးဆိုတော့အမြတ်တန်ခါနဲ့အတူတူဆုံးခံထွက်ဆုံးခံထွက်မှဆုံးစားရတဲ့အနေထားပါအေးရတာဥစဉ်ကမာနာကြီးတယ်လို့ပြောရင်ဥစဉ်ကတော့ငငယ်ဟိုတော့အစဉ်ဥစဉ်ကခါကလေးတွေပြောအေးကွာတချို့ကငါတို့မာနာကြီးတယ်ငါမယ်လူထင်ကြီးခံရနဲလားဟာကလေးတွေဥစဉ်ကရည်စရာလောက်ပြီးပြောတတ်တာနယ်ဘက်ကဥစဉ်တော့ကြွားသွားပြီဆိုလို့ရှိရင်အာတခါတည်းအဲ့ဒါမိုးမလုံးလင်းမလုံး ဟိုဥစဉ်တော့စရရလောဟာမျိုးပါနော်အမိုးတို့အမိုးပဲပါတာကမပေါ့အဲ့ဒါမိုးကနေကာပြီးတော့ဥစဉ်အဲ့ဒါအဲ့လိုမျိုးဖြစ်တယ်လို့နေရတာပါပဲဘာမှမနာကြီးစရာမရှိပါဘူးနော်အေးဥစဉ်ကမနာကြီးစရာလို့ထင်တော့တော်တော်ကြီးစရာလို့ဥစဉ်ကတော့အဲ့လိုပဲတွေးမိတာဒီကတော့ဥစဉ်အထင်ပြရအကြောင်းမတိုက်ဆိုင်တာပဲဖြစ်ခြင်းဖြစ်မှာပါဥစဉ်ကတခုခုကိုစိတ်ဝင်စားနေတယ်လောက်တခုလုံးနေတဲ့ခါကျတော့တတိမထားမိလိုက်တာအားကြတော့လဲ ဘယ်လိုပြောမလဲဥစ္စာကလူမျိုးရေးနဲတယ်ပဲပြောရမလားမသိဘူးအဲ့လိုကြောင့်မို့ဖြစ်ကောင်းဖြစ်နိုင်မှာတော့ပေါ့နော်စာတင်နေတာတော့စာချနေတာဓမ္မမုန်းတဲ့တခုခုစာရေးနေတာဒါမှမဟုတ်ဥစ္စာတော့ဆရာကြီးတော်တခြားလုံလားတခုခုအာယုံဆိုင်နေတာမျိုးじゃဓမ္မတွေပေါ်မှာလောကကိုမကြည့်ဘူးနဲ့သဘောဖြစ်ကောင်းဖြစ်နိုင်မှာတယ်